ပါတီကိုကြည့်တယ်ပုံကုတ်လည်းကြည့်တယ်တောင်ကြီးပဲငွေရောက်ရွှေပြန်ရှင်ပြန်ရွေးခံတယ်အာကျွန်တော်ကတော့ဟိုတပါတီပဲကိုဦးစားပေးတာတဲ့ဆိုတော့ပါတီပေါင်းဆောင်တယ်ဒါဆိုကျွန်တော်နိုင်ငံကလည်းတရားကိုပုံဆောင်ခြင်းတော့ကျွန်တော်ကဒီအေဟိုဘပါဒီဆောင်ဒီမိုကရေစီဆိုလို့တော့ဟို highlight လုပ်ပြီးမှအဲ့ဒါကိုဟိုတွားနေတာအဲ့ဒီဟာအပြင် ါတီငယ်ကြီးလည်းပါဝင်စီရှင်တို့ဒီနိုင်ငံတော်ကပြည်အားဆိုပြီးမှဒါတခါမှမလုပ်ဘူးတဲ့ဒီအစနစ်ကိုလည်းဒီအရစ်အဒီလက်ရှင်မှာထည့်ထားတယ်ကျွန်တော်တို့တတိချအခုတတိထားမိပါတယ်နော်ဟုတ်ပါဒါဒီအလုတ်ချင်းအပြင်ပါတီငယ်တဲ့ပေါင်ဖို့လိုအပ်တယ်လို့ဒါနိုင်ငံတော်ဆိုရတယ်လည်းယူဆတော့လုပ်တယ်လို့ကျွန်တော်တော့မြင်ပါတယ်ဘုမင်းလာပါရဲ့မြင်ရပါခင်ဗျာဘုနာမည်လေးမိတ်ဆက်ပြီးပါကျွန်တော်နာမည်လေးသားပါ ်ဟာဆက်ပါကုလီတာဟိုဘာဘာတိုင်းသားလဲဒီဘာတိုင်းသားလူမျိုးဖြစ်ပါလဲဟာဆက်ပါဟိုကုလီတာတို့ဒီဘာတိုင်းသားတယောက်နေနေပေါ့သူဒီဒါမဲ့ဒီဒီဇင်ဘာ28ရက်နေ့ကျွန်တော်တို့ဟာပေါ့နော်ထူထူရေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်လေးကိုပြောပြပေးပါတော့။ဟုတ်ကဲ့ဒီအဖြေလေးကိုပြောခင်မှာတော့ပေါ့ဒီအဖြေတွေကတော့ကျွန်တော်တိတယောက်တတိပုဒ်ရဲ့အမြင်အကြောင်းကို ကျွန်တော်အနေနဲ့အရှင်းပြလို့ပါဟုတ်ဒီ you got boy တော့ကျွန်တော်တို့နိုင်ငံအတွက်တကယ်လိုအပ်နေတဲ့အချင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီမိုဘေးစင်နိုင်ငံရင်ကျမှုတခုကိုတွားကျင်နေဆိုလို့ရှိရင်တော့မဖြစ်မနေပြတ်တမ်းနဲ့ဝယ်တခုဖြစ်ပါတယ်ဟုတ်ဒါမှကျွန်တော်တို့နိုင်ငံအတွက်လိုအပ်တဲ့ဥပဒေပြည်ရေးတွေနောက်အဲ့ဒီအနေနဲ့တစင်အုပ်ချုပ်ရေးတွေ ဒါတွေကျွန်တော်တို့ legitimacy ရှိရှိကျွန်တော်လုပ်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မို့ဒီ youth corp ဘွဲကတော့ကျွန်တော်နိုင်ငံအတွက်ဒီလိုအနေနဲ့အချိန်ကာလဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာအဲ့တော့ကိုလီသားရဲ့ဟိုမဲတပြားပေါ့လေဘလို့ကိုတည်းလောင်းနေအတွက်ဖြစ်သွားမလဲဆိုတာဒီလေချင်းပြပေးပါโอเคအဒီမေကွန်းတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ခုလောလောဆယ်ဆယ်တော့လေ့လာနေတယ်ဟုတ် လေနေလုံးဖြစ်တယ်ကျွန်တော်ကတော့ပါတီကိုကြည့်တယ်ပုံကုန်လည်းကြည့်တယ်အဲပါတီကိုဘယ်လိုပါတီကိုကြည့်တယ်ဆိုလို့ရှိရင်သူတို့ရဲ့မူဝါဒသဘောထားကိုရှိတယ်နောက်သူတို့ပါတီအနေဟိုဝင်ရောက်ရှိပြန်ရွေးခံဖို့အတွက်ရွေးချယ်ထားတဲ့ candidate တွေကသူတို့ဘယ်လိုသဘောထားရှိတယ် တို့မူဝါဒအတိုင်းပဲအကောင့်တက်ဖို့မယ်ဒါမှမဟုတ်လို့ရှိရင်တော့တောင်ကြီးပဲငွေရောက်ရွှေပြန်ရှင်ပြန်ရွေးခံတော့ဆိုရင်ကျွန်တော်ကြည့်ရတော့မှကျွန်တော်ကျွန်တော်စံထားတဲ့လူစလေတယောက်ရဲ့စံနှုန်းကိုကျွန်တော်ကတင်ပြမှာဆိုလို့ရှိရင်အဲယူတာနောက်တော့ဟိုစေတနာဝတ္တနာအမိနာဆိုတဲ့နာ၃နာအရင်ခံပြီးမှ တကယ်နိုင်ငံတော်အတွက်ဦးစားပေးပြီးမှအဲလုပ်ရတဲ့ပုံပုံမျိုးနောက်ပြီးမှပါတီဆိုလို့ရှိရင်လည်းအဲသူရဲ့သဘောထားကရေပွေရဆန်တာမျိုးမဟုတ်ဘဲနဲ့တိတိကျကျနေပေါ့ဗျာတစ်ခုပြီးတစ်ခုဟိုဥပမာဆိုပါဆိုကျွန်တော်တို့ကဒီမေယာဥပဒေဆိုပါဆိုမေယာဥပဒေဆိုလို့ရှိရင်တော့ မြေယဥ်တွေလို့ပြောလိုက်တာရေဘူးရဆန်တယ်အဲရေဘူးအဲရေဘူးရဆန်တယ်ရေမြေယဥ်တွေကိုမှအော်ဘာလုပ်မယ်ဘာလုပ်မယ်တရားဘာလုပ်မယ်နေဘာလုပ်မယ်အခက်ခဲတော့ဘာဖြစ်နေတယ်တရားခက်ခဲကိုဖြေရှင်းဖို့အတွက် solution အဲ solution ကတော့တိနေတော့အဲ့လိုမျိုးပေါ့အသေးစိတ်ကိုအဲ့လိုသွားလာမျိုးတော့ကျွန်တော်ကတော့ပို့တော့တော့တံပိုးထားတာဟုတ်ကဲ့လားအဲ့လိုအဲ့ဒီလိုလေးအဲ့ဒီပါတီတွေအတွက်အဲကျွန်တော်မင်းသေးဖို့ ဆုံးသက်ထားတာအခုကျင်းကြည့်ရတော့ကျွန်တော်ကဒေတာတော့မှာအဲဒီအခုယူတော့ဘောကျင်းစနားတွေပါတီတပါးကြီးဒီတပါးကြီးအဲခုပြန်ယူတော့ဘောကျင်းစနားကျင်းရမယ်အဲ့ဒါကိုကျွန်တော်လေ့လာဆင်းအော်ဆိုလိုတာကကိုလီတာကတော့ဒီဒီကိုယ်တည်းလောင်းတွေကဥပဒေကိုပြုနိုင်ရမယ်ရှိပြီးသားဥပဒေကိုလည်းထပ်ဆင့်ပြီးတော့ကြတော့မောမှန်နိုင်တဲ့ ်ကိုယ်တည်းလောင်းမျိုးတွေကိုမဲပေးမယ်လို့ဆိုလိုတာလားဗျာဟုတ်ကဲ့ပါဗျာဟာဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကလူတော်ထက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတွေအတွက်တကယ်လိုအပ်တဲ့ဥပဒေမရှိသေးရင်တော့ဟိုထပ်ပြုတ်အောင်ရှိပြီးသားကလည်းဒီမလို့အတော့ဘူးဆိုလို့ရှိရင်ပြပြအောင်နောက်တချို့ကကျတော့ဥပဒေကရန်ကောင်းပြီးမှတကယ်မြင်ပြမှာတဟဇရာဖြစ်မနေတဲ့ဥပဒေမျိုးဆိုလို့ရှိရင်ကျွန်တော်တဟဇရာဖြစ်အောင် ကျွန်တော်တို့ကဘယ်လိုပြန်ပြီးတော့ချိန်ညှိရမလဲဆိုတော့အဲ့လိုမျိုးဟိုဘောကျွန်တော်တို့ကဥပဒေတစ်ခုပဲမဟုတ်ဘဲနဲ့မြေပြင်မှာတကယ်တဟဇာတာကဖြစ်နေရဲ့လားဆိုတော့ဟာကိုလည်းကျွန်တော်တို့ကချင်းချင်းပြီးမှကျွန်တော်တို့ဟိုတဟဇာတာဖြစ်တဲ့ဥပဒေကိုဟိုပြုစေချင်တယ်ဟုတ်ကဲ့ပါအဲ့တော့ကိုလီပါတို့ရဲ့ဒီဒေတာအဲ့တို့တော့ကိုယ်တိုင်လောင်းနေနေပတ်သက်ပြီးတော့ဗောလေအဲဘယ်လို ဥပဒေမျိုးတွေကိုပြင်ဆင်ထားဖို့အတွက်အကြံပြုတင်တယ်ဗျ။အင်းဥပဒေနဲ့ပတ်သက်လာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲနိုင်ငံတော်အတွက်လောလောဆယ်ဆယ်ပေါ့နော်။ဥပဒေဆိုတာထက်လောလောဆယ်ဆယ်လိုအပ်နေတာမြင်းချမ်းရယ်ဟုတ်အငင်းချင်းရုပ်ပြောလဲဆွမ်းကပြောလို့မျိုးကြည့်ဘူးရရန်ဆန်နေတယ်။သူကငင်းချင်းတခါလည်းပဲငင်းချင်းလို့ပြောရတယ်။ဒါငင်းချင်းလို့ကြမယ်လို့ကြမယ်ဆိုအဲ့လိုနဲ့မဖြစ်ဘူး။ဆိုတော့ကျွန်တော်တို့ ဟိုကဘာလို့မလဲဆိုလို့ရှိရင်တော့ညချင်းမရောက်ခင်မှာကျွန်တော်တို့ကဒါသုံးတဲ့သုံးဦးနားလည်မှုလို့နားလည်မှုလို့တဲ့အခါကျတော့အမင်းကောင်းနားလည်ပေးပါအာကျွန်တော်ကျွန်တော်နားလည်ပေးပါအဲ့လိုတော့ရိုးရှင်းရှင်းလေးလို့ပြောလို့တော့မရကျွန်တော်တို့ကရင်းနေအောင်ရေလောက်အောင်ဆိုတဲ့အခါကျတော့ကျွန်တော်ဖြစ်စေချင်တာကတော့ကျွန်တော်အာဒီပတ်ဟိုဟာပေါ့နော် ပိုလစ်တီကယ်ဒိုင်အလော့ခေါ်မှာပေါ့ပိုလစ်တီကယ်ဒိုင်အလော့ပလက်ဖောင်းကိုကျွန်တော်ဒီဆောက်စေခြင်းတယ်ဒီဆောက်ပြီးတဲ့အခါကျမှအဲ့ဒီမှာလူပြောလာပြောကြအလော့အเจ้าမပြောသေးဘူးနဲ့တဲသုံးနဲ့သုံးရင်းနဲ့အောင်လောက်အဲ့လောက်ပြီးတဲ့အခါကျမှသုံးနဲ့သုံးရင်းနဲ့လာပြီဆိုလူခင်တရားမင်နေဆိုတော့စကပ်ပေါ်လည်းရှိတယ်လူခင်တရားမင်တဲ့အခါကျတော့အဲခင်လာပြီဆိုလို့ရှိရင်တယောက်နဲ့တယောက်ကိုကြီးစကိုကြီးစာစိတ်ရှိလာကိုကြီးစာစိတ်ရှိလာမယ်ဆန္ဒမှုတွေရှိလာမယ် တစ်ဖက်နဲ့တစ်ဖက်နားလည်မှုတွေရှိလာပြီဆိုအဲ့ဒီမှာကျွန်တော်တို့ယုံကြည်မှုတည်ဆောက်ကြရမယ်ယုံကြည်မှုတည်ဆောက်ပြီးရင်ကျွန်တော်ပြောပြောနေတဲ့ National Conservation ဆိုတဲ့အမျိုးသားရင်ကြားစေးရေးကိုကျွန်တော်အာရောရမြို့တိုင်းရစေးမှဒီကျွန်တော်ရေးချမ်းရေးဆိုတဲ့စပေါ်ကောင်ကိုပေါ့ဗျာအဲ့လိုဆင်းဆင်းအဲ့လိုတွားမယ်ဆိုလို့ရှိရင်တော့အာရမယ်လို့ကျွန်တော်တော့ကျွန်တော်ကျွန်တော်တတိပုဂ္ဂလနေကအဲ့လိုမျိုးနေပါတယ် ောက်ပဲပါအခုကိုဆိုလိုရဲအတိုင်းဆိုလို့ရှိရင်တော့အကိုရဲ့မဲတပြားကငញ្ញမ်းကြီးကိုပေါ်ဆောင်နိုင်မဲ့လူဒေတာရဲ့အကျိုးတွေဥရီပြုနိုင်တဲ့သူဒေတာကိုအကျိုးဖြစ်မဲ့သူမျိုးကိုမဲပေးမယ်ဆိုတာသိရပါပြီ။အဲကြတော့အကိုကဒီကိုပေးလိုက်တဲ့မဲတပြားကနေပြီးတော့ဒီတွတ်တော်ကြော်ဖြတ်လာမဲ့အစိုးရမျိုးကြရင်တော့ဘယ်လိုဆိုရမျိုးဖြစ်စေချင်လဲလဲ။ဘယ်လိုဆိုရမျိုးဖြစ်စေချင်လဲဆိုလို့ရှိရင်တော့အခုဒီတက်တန်းကတော့ တောင်းရမှုတောင်းခံမှုကြီးကြီးမားမားလုပ်ပြနေရမယ်ဆိုတော့ဟိုဘောအဲဆိုတော့ဖြစ်ရမှာဘာလို့ဆိုရင်ကျွန်တော်တို့ကဒီရေဘော်ကာလကျညာပြီးတဲ့နောက်ပိုင်းမှာဖြစ်ပြခဲ့တဲ့ကျွန်တော်တို့နိုင်ငံရဲ့ခက်ခဲကိုကအားလုံးအသိပဲဖြစ်ပါတယ်ဟိုနိုင်ငံတကာရဲ့ session တွေအားလည်းတစ်ဖက်မှာရှိပြန်တယ်ပြီးတော့ကျွန်တော်တို့ကဒီအဲဒီ geopolitics အရကျွန်တော်တို့ကနိုင်ငံကြီးတဲ့ အင်အားကြီးတဲ့နိုင်ငံနိုင်ငံရဲ့ကြားထဲမှာလည်းရှိနေပြန်တယ်။အဲတစ်ဖက်မှာလည်းကျွန်တော်တို့ကစိတ်ပိုင်းဆိုင်အောင်ရုပ်ပိုင်းဆိုင်အောင်အလေမှာကျွန်တော်တို့ကပြည့်ရင်ပျက်စီးခဲ့နေတဲ့ပျက်ပျက်စီးသွားတဲ့ဟာကိုလည်းကျွန်တော်ကဒါပြောင်းနေသူတော်ရင်ဒီပြန်လို့ရဖို့လို့ဟုတ်ပါစိတ်ပိုင်းဆိုင်အောင်ဟောရုပ်ပိုင်းဆိုင်အောင်အာဟိုရုပ်ပိုင်းဆိုင်အောင်ဆိုတဲ့အမှာဒူမှာဆိုလဲလာသူပြောတော့ကျွန်တော်တို့ကဟိုဒီစီကြောင့်ပျက်စီးသွားတဲ့ဟာနဲ့ ီကြောင့်ရုပ်ပျက်စီးသွားရမယ်အဲစိတ်ပျက်စီးသွားရရှိတယ်အဲတဲ့နောက်တော့တခြားတစ်ဖက်မှာလည်းမှုရစေဝါပေါ့မှုရစေဝါလည်းလူငယ်တွေတော်တော်လူငယ်တွေကြားထဲမှာတော်တော်လေးခက်စားနေတယ်အဲဆိုတဲ့အကြောင်းဒီဟာလည်းရည်ရှည်ဆိုလို့ရှိရင်ကျွန်တော်တတိမထားဘူးဆိုလို့ရှိရင်တော့နောက်လာမဲ့ generation မှာဆိုကျွန်တော်ကအန်ဒီအကြီးကြီးမမကျုံတယ်ဒီဟာတွေပေါ့ကျွန်တော်တတိချပြီးမှအကန့်တွေ့စေချင်တယ်ဆိုရအောင် ဟုတ်ကဲ့ပါဒီလိုဆိုမျိုးဟိုမျိုးလေးပါလေအာဟုတ်ကဲ့ပါခုခုအခုဆိုလိုတဲ့အတိုင်းဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ဒီ political ကားတန်းကဒီကမ္ဘာအခြေအနေမျိုးမဟုတ်ဘူးပေါ့လေနော်အဲ့တော့ဒီကျွန်တော်တို့ကဒီ strong government လိုအပ်တယ်လို့အခုဆိုလိုတယ်လို့ကျွန်တော်တို့သဘောပေါက်ပါတယ်ဗျဟုတ်ကဲ့အဲ့တော့ဒီ strong government ဖြစ်ဖို့ဆိုလို့ရှိရင်ဒီအစိုးရအဖွဲ့မှာပါဝင်မဲ့လူတွေရဲ့ဒီချင်းတွေကလည်းဟာဟိုဒီချင်းရှိတဲ့လူမျိုးဖြစ်ဖို့လိုမှာပေါ့လေအဲ့လိုမျိုးဆိုလို့ရှိရင်ဘလိုပါတီမျိုးတွေက အဲ့လိုအစိုးရမျိုးကိုဖွက်နိုင်မယ်လို့ကိုယ်အနေနဲ့ထင်ပါတယ်။အာကျွန်တော်ကတော့ဟိုတပါတီပဲဘူဦးစားပေးတာတဲ့ဆိုတော့ဆိုတာတဲ့ကျွန်တော်ကပါတီပေါင်းဆောင်တာ။ဒါဆိုကျွန်တော်နိုင်ငံကလည်းဒီဟာကိုပေါင်းဆောင်ချင်လို့ကျွန်တော်ကဒီဒီဟိုဘောပါတီဆောင်ဒီမိုကရေစီဆိုလို့တော့ဟို highlight လုပ်ပြီးမှအဲ့ဒါကိုဟိုတွန်းနေတာ။အဲ့ဒီဟာအပြင် ပါတီငယ်ယူလဲပါဝင်စီရှင်တို့ဒီနိုင်ငံတော်ကပြည်အားဆိုပြီးမှဒါတခါမှမလုပ်ဘူးတဲ့ပြည်အားစနစ်ကိုလည်းဒီအဲ့ဒီ election မှာထက်ထားတယ်ကျွန်တော်တို့တတိချက်ဟိုတတိထားမိပါတယ်နော်ဟုတ်ဒါပြည်အားလှုပ်ခြင်းအပြင်ပါတီငယ်လည်းပေါင်ဖို့လိုအပ်တယ်လို့ဒါနိုင်ငံတော်အစိုးရတွေလည်းယူဆလို့လုပ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်စမ်းစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဒီ အဲ professional representative ဆိုတဲ့ဒီအစနစ်ကိုထည့်ထားရတယ်ဆိုတော့ဒါတော့ကျွန်တော်တို့ကဟောဒီ diversity ပေါ့ diversity ဖြစ်တဲ့ diversity ဖြစ်တဲ့ဟာကိုကျွန်တော်တို့က all inclusive ဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာဒါ majority vote နဲ့ပဲမရဘူး majority vote အပြင်ဒါ minority right ကိုလည်းကျွန်တော်တို့ကလေးပေးဖို့လိုတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒါတိတိကျကျနေပါတယ် ဆိုတဲ့ကကြတော့ကျွန်တော်တို့ကတော့ဟိုပါဝင်တိပါဝင်ထတဲ့ပါတီတွေပေါ့အာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ stake holder တွေကတော့ဒီဟာကိုအားလုံးဒီအားလုံးပူးပေါင်းလို့ဟိုဖော်ဆောင်ပါမှကျွန်တော်တို့ရှုတော့ဆုံးဟိုအခက်အခဲမျိုးစုံကကျွန်တော်တို့ဆုံဆုံလေးလေးတည်ရပြီးမှအဲ့ဒါကို solution အဲအဲဘိုမမကကနဲ့ထုတ်နိုင်လို့နေနေပါဘူး။နောက်ထပ်ကိုဗာမင်းဖြစ်ဆက်တော့ပြောချင်နေတယ် အဲစစ်ကောင်ကျင်းပြီးမှနိုင်ငံရေးကောင်ကျယ်ပါစေ။ကျွန်တော်မြန်မာနိုင်ငံတော်ကြီးအမြန်အချမ်းပြီးမှဖွံ့ဖြိုးတိုင်အောင်ပြောပါစေ။ဟုတ်ကဲ့ပါ။ကိုရွေးချယ်ခြင်းနဲ့အရင်ချင်းရှိတဲ့နိုင်ငံခေါင်းဆောင်တွေပေါ်ထွက်လာပါစေလို့ကျွန်တော်တို့လည်းဆုတောင်းပေးပါရစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျေးဇူးပါခင်ဗျာ။